ကဘွေတွေကိုခဏခဏအိမ်မက်မက်တက်တက်ဒူဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်သွားပေးပါနော်အားလုံးပဲမင်္ဂလာပါ ဆီယမကတော့ခုနှစ်သတိမြိုင်ဝေးကတော့အဓိကပေါ်ပြပေးလေးရှိတယ်ဆီယမဒေါ်အေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့မွေဒီကိုအိမ်မက်မဲလို့ရှိရင်ဘာတွေဖြစ်တတ်လဲဆိုတာလေးကိုအနေချင်းပြောပြပေးမှာပဲဖြစ်ပါတယ်တချို့တွေကမွေကိုအိမ်မက်မဲလို့ရှိရင်လက်ကောင်းတယ်လက်ရှင်တယ်စီးပွားတွေဖြစ်တော့မယ်မွေတွေအလုံးလိုက်အထင်လိုက်ဝင်တော့မယ်လို့တွေးတတ်ကြပါတယ်တကယ်တမ်းကျတော့မဟုတ်ပါဘူးเนาะမွေဟာ ိုရက်နေတဲ့နေရာမှာပပတ်လေးမှာငွေတွေရှိနေတယ်လို့အိမ်မက်လို့ရှိနော်ကိုကဒုက္ခပိမဲ့လူတွေကိုကမနာလို့ရန်လိုမဲ့လူတွေကိုနားမှာရှိနေတတ်ပါတယ်ငွေပေါက်တာလို့အိမ်မက်မက်တာဆိုလို့ရှိရင်နော်ငွေပေါက်တာအိမ်မက်မက်တဲ့လူကနာမချမ်းဖြစ်မယ်နောက်တစ်ခုကကိုကိုမနာလို့တဲ့လူတွေရောက်ရဲ့အောင်းလိုင်းနဲ့တတ်ခန့်ခံရခြင်းတွေကြုံမယ်ဖြားမယ်နာမယ်စီးပွားတွေကြလာမယ်နော်မမြင်ရတဲ့ပြရလောကသားတွေရဲ့တတ်ခန့်ခြင်း နောက်ရှက်ချင်းတွေကိုကြုံပါပဲဖြစ်ပါတယ်ဒါကြောင့်မို့ဒီလိုမျိုးငွေကတ်ခံရတာတို့ငွေရှိတဲ့နေရာဒီမှာကိုကရောက်နေတာတို့အိမ်မမက်တဲ့ဆိုလို့ရှိရင်တော့ဘုရားတရားမြင်မြတ်လုပ်မယ်ဘုံကြီးចောင်းသွားမယ်เนาะဆရာတော်တပါးပါးကိုတွားပြီးတော့လူဆရာရှိရလူမယ်ပြီးတော့ကိုရဲ့ကံညက်တွေပြပြဖို့ကိုဆုတောင်းရမှာပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ ဟာပါရှင်ကျမရဲ့မိတ်ဆွေတွေထဲမှာအိမ်မက်နဲ့ပတ်သက်ပြီးတော့အိမ်မက်ယုံကြည်တဲ့သူတွေရှိလားဆိုတော့ကျမကအိမ်မက်ဆိုလို့ရှိရင်အိမ်နေတဲ့အချိန်မှာမက်တဲ့အိမ်မက်ရောနိုးနေတဲ့အချိန်မှာမက်တဲ့အိမ်မက်ကိုရောယုံကြည်ရဲဆိုတော့ဘာလို့လဲဆိုတော့ကျမအတွက်ဘဝအိမ်မက်ပေါ့နော်နိုးနေတဲ့အချိန်မှာကျမထားခဲ့ထားတဲ့ကြီးရထားတဲ့ဘဝအိမ်မက်ကလည်းကျမအတွက်ယုံကြည်ပြီးတော့ လုံဆောင်ရတာဖြစ်တယ်လို့မျိုးအခါတလေမှာကျွန်မအိတ်နေရဲ့အချိန်မှာမှတ်တဲ့ချုပ်အိမ်မှတ်တွေကမိမိပျောက်ပျောက်နဲ့မှတ်ပြီးွားပြီးတော့အာတတိမရတော့တဲ့အိမ်မှတ်တွေရှိပြန်တယ်တချို့သောအိမ်မှတ်တွေကလေရုပ်ရှင်စကားတကားကိုကြည့်ရတာထက်တာပို့ပြီးတော့တိကျပြီးတော့ပို့ပြီးမှတ်မိတယ်ကိုတကယ်ဖြစ်တယ်လို့ခံစားရတယ်လို့တကယ်ပေါ့နော်အဲ့လိုမျိုးကြီးအသေးစိတ်အသေးစိတ်မှတ်မိနေတဲ့အိမ်မှတ်မျိုးတွေရှိတယ်အဲ့လိုအိမ်မှတ်မျိုးတွေကိုကျွန်တော်ကကျွန်မက အဲယုံကြည်တယ်ပေါ့နော်ဆိုတော့ကျမအခုလည်းအိမ်မက်တစ်ခုမှတ်တဲ့အခါမှာအဲ့ဒီအိမ်မက်နဲ့ပတ်သက်ပြီးတော့ကျမဟိုနမိတ်ရှားကြည့်တာပေါ့နော်ရှားကြည့်တဲ့အခါကျတော့ကျမအာဒီနီယာမှာထပ်ပြီးပြောချင်တာကကျမဆရာတယောက်မဟုတ်တဲ့အခါကျတော့ကျမပြောရတဲ့မှာမှားတာမှန်တာတွေရှိခဲ့လို့ရှင်ရင်နားလည်ပြီးခွန့်လွတ်ပေးပါအငင်းပွားစီချင်ပါဘူးကျမလည်းကိုမက်တဲ့အိမ်မက်ပေးအနမိတ်ကိုသိချင်လို့ရှားတယ်ရှားရင်းနဲ့တိလာတဲ့ဟာကိုပြန်ပြီးပြောပြတာပေါ့နော်ဆိုတော့ကျမအမွေတွေကိုအိမ်မက်မက်တယ်ဆိုတော့အမွေကိုအိမ်မက်မက်တဲ့အခါမှာ ိုင်းပေါ့နော်ဟိုများသောအားဖြင့်မြန်မာဒလိအယူမှာဆိုရင်မွေမွေမြင်ရင်ငွေဝင်နေပေါ့နော်ငွေတွေမဲ့လို့ရှိရင်ဒါငွေဂျေအီယာလက်လာပါကောင်းတယ်ပေါ့ဆိုတာဒီဟာကလည်းမှန်တယ်ဒါပေမဲ့သူကကိုမတ်တဲ့အိမ်မက်ထဲမှာအဲ့ဒီငွေကကိုကိုအနေနဲ့မဖြစ်ဘူးကိုကလည်းအရင်ကြီးထိတ်လန့်ကြောက်လန့်နေလို့ထလာတာမျိုးမဖြစ်ဘူးဆိုတဲ့အခါကြလို့ရှိရင်နော်ဒီငွေရဲ့နမိတ်ကကောင်းတဲ့နမိတ်လက်လာပါနမိတ်ပေါ့နော်ဒါပေမဲ့သူကကိုကိုအနေနဲ့ပြုတယ်လို့မတ်တယ်ကိုရဲ့ခန္ဓာကိုယ်နာကြည်အောင် င်ထိတိုက်ခိုက်တယ်လို့မှတ်တယ်ဆိုလို့ရှိရင်တော့ဒါအန်ဒီရဲ့တစ်ခုခု ကိုကြိုတင်သတိပေးတာမျိုးလည်းဖြစ်နိုင်တယ်တဲ့ဆိုခန္ဓာကိုယ်ရဲ့အပေါ်ပိုင်းကိုထိခိုက်အောင်နာကျင်အောင်ပေါ့နော်အမွေကအန်ဒီရဲ့ပြုတယ်လို့မှတ်လို့ရှိရင်ပို့ပြီးတော့မှသတိထားရမယ်လို့လည်းရေးထားတယ်နောက်တစ်ခုကကြတော့ဒီလိုမျိုးမွေဆိုတာကကိုယ့်ရဲ့အဆောင်ရှောက်ကိုပေါ့နော်အဆောင်ရှောက်ရဲ့ဟိုဆောက်ရှောက်နေရဲဆိုတဲ့တဘောကိုပြတာမျိုးလည်းဖြစ်နိုင်တယ်နောက်တစ်ခုကကိုယ်ကိုနိုးနေတဲ့အချိန်မှာလုံနေတဲ့အလုပ်တွေနဲ့ပတ်သက်ပြီးတော့ကိုကစိတ်ဖိစီးနေတယ်စိတ်ချောက်ပေါ့ ောနော်ဆိုတော့ခါကျလို့ရှင်ကွာဒီလို့အောင်မြင်မအောင်မြင်ပါမလားအဒီလူလူကြီးအရာချက်ရာရှိနေစကားပြောဆိုဆက်ဆံရတဲ့ခါမှာအဆင်ပြေပါမလားကိုယ်စိတ်ထဲမှာသူ့ကိုပြောဆိုလာတာထိတ်လန့်နေယုံကြည်မှုရှိဘူးပေါ့အဲအလုပ်လုပ်မှလည်းကွာအောင်မြင်ပါမလားလို့ယုံကြည်မှုရှိဘူးပေါ့အဲ့လိုစိတ်ပူနေရယ် stress တွေရှိရယ် anxiety တွေရှိရယ်ဆိုလို့ရှင်နော်အဲ့ဒီအရာတွေရဲ့ရောင်ရယ်အနေနဲ့မသိစိတ်ထဲမှာလေဆွတ်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 ထားအဲ့ဒီဖြစ်ခြင်းမှုတွေကအိမ်မက်အနေနဲ့လာတာလည်းဖြစ်နိုင်တယ်တဲ့ဒါကြောင့်မို့လို့မွေအိမ်မက်မက်တဲ့အခါမှာကိုကကိုရဲ့စိတ်ခံစားချက်လက်ရှိအ တဲ့ဘာလို့ရှင်နေရဲ့အဲလို့ရှင်နိုးနေတဲ့အချိန်မှာရှင်နေတဲ့စိတ်ခံစားချက်ကိုသုံးသက်ပြီးတဲ့အခါမှာအိမ်မက်ထဲမှာမိုးရကိုအန်ရပြုမပြုစားကိုကြည့်ပြီးတဲ့အခါမှာနမိတ်နေနေယူလို့ရတယ်တဲ့